မင်္ဂလာပါခင်ဗျာ ARI ကပတ်စင်တင်ဆက်နေတဲ့ Editor စကားဝိုင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ UWSA ကိုချိန်ချောက်နေတဲ့တရုတ်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့ ARI မြန်မာပိုင်း Editor ကြော်ခပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ ARI ရဲ့ Editor ချုပ်ကိုအောင်စောဖြစ်ပါတယ်ကျွန်တော်မင်္ဂလာပါမင်္ဂလာပါကိုကျော်ခဟုတ်ကဲ့ဒီအော်တိုဘာလာ ဒီ20ရက်နေ့ရပါလေဒီဝဘီသွေးစည်းညညွေတက်မရောလာဝဘီသွေးစည်းညညွေပါတီ UWS UWSP ကနေပြီးတော့သူရဲ့ဌာနချုပ်ပန်ဆန်းမှာလာ TNL တို့ MNDA တို့ SSPP တို့သုံးဘွဲကိုခေါ်ပြီးတော့သူတို့ရဲ့ဆုံးဖြတ်ချက်တစ်ခုကိုဟိုချပြတယ်ပေါ့အဲ့ဒါကတော့ဒီညီနောင်အဖွဲ့တွေအပေါ်မှာလာစီရေးအရာရောစီးပွားရေးအရာရောစီးရေးလှုပ်ရှားမှုတွေအတွက်ရောပေါ့နော်ဒါရင်နဲ့ပတ်သက်ပြီးတော့ဘာအထောက်ပံ့မှ မပေးနိုင်တော့ဘူးဆိုတဲ့သူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြောပြလိုက်တယ်။ဒါအပြင်ဟိုလာနောက်လည်းမတောင်းဖို့ဆိုတဲ့စကားကိုပါ ပြောလိုက်တာ တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့အဓိကမင်းကတော့နောက်ကတရုတ်ရဲ့ဖိအားပေါ့နော်။တရုတ်ရဲ့ဖိအားကြောင့်ဆိုတာလေသူတို့ထည့်ပြောသွားတယ်။အဲ့ထဲမှာတရုတ်ရဲ့ဖိအားဆိုတဲ့အထဲမှာလေဟလာသူတို့ရဲ့ဒီဒီနေဆက်မှာဟိုပိတ်ဆို့မှုတွေလုပ်တယ်။ဒီဟိုဝါကောင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုတွေကိုရုပ်ဘီလီယံနဲ့ချီပြီးတော့ ိန်းတဲ့ဟာတွေရှိတယ်ဟာဒီသူတို့နဲ့ပတ်သက်တဲ့ခေါင်းဆောင်ဝါနဲ့ပတ်သက်တဲ့ခေါင်းဆောင်ပိုင်းတွေဆွေမျိုးတွေဖန်းစည်းတာတွေဒီတရုတ်ကဟလာအကြက်ကင်ပြီးတော့ဒီလောက်တာတွေရှိတယ်ပေါ့နော်သူကဘလောက်ထိ mention လုပ်လဲဆိုတော့ဝါပြောတဲ့မှာဒီနှစ်ပေါင်း40အတွင်းအကြီးမားဆုံးသူတို့ရက်တီအကြက်တဲတောင်ကြုံလာတယ်ပေါ့နော်ဆိုဒီလိုပြောလာတဲ့အခါကျတော့ဟလာဒီသူတို့အဓိကထိုးနှက်ချက်က ဝါယဖီအားရဲ့ထိုးနှက်ချက်ကဘာဖြစ်မလဲပေါ့နောက်တစ်ခုကတိုးဝေဖီအားဟုတ်ကဲ့တိုးဝေဖီအားထိုးနှက်ချက်ကဘာဖြစ်မလဲနောက်တစ်ခုကကြတော့ဒီပြောလိုက်တဲ့ဟာကရောဒီယာယီဘျူဟာတစ်ခုအနေနဲ့တရုတ်ကျင်နေအောင်ပြောတာလားဘလို့ထင်လဲကောင်းစောနေဟာဒီဝါပြည်သွေးစင်းညွေးပါတီခံရတဲ့တိုးဝေဖီအားပေါ့မပြောခင်မှာကျွန်တော်တို့ကအခုအခုသုံးနဲ့သုံးသုံးညညတော့ဆစ်ကောင်စီစက္ကဆာသုံးရတယ်အခုတော့ကျွန်တော်တို့ကစက္ကမစက္ကမ ဲ့တော့ကျွန်တော်တို့ကစကစလာစကမလာပေါ့နော်ကျွန်တော်စစ်ကော်မရှင်ပေါ့စစ်ကော်မရှင်အနေနဲ့ပဲကျွန်တော်ခေါ်ပြီးပြောကြရင်ကောင်းမှာထင်ပါတယ်ဆိုတော့အခုဝါအကြောင်းပြောမယ်ဆိုရင်တော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း60ကာလကိုပြန်ပြောရမယ်ထင်တယ်ဆိုတော့1989ဗမာပြည်ကွန်မြူနတီပါတီဘကပပြိုကွဲပြီးနောက်ပိုင်းမှာဝါကိုကန် NDA စတဲ့အဖွဲ့တွေပေါ်လာတယ်အဲ့အဖွဲ့တွေနဲ့အတူကိုပိုင်အုပ်ချုပ်ခွင့်ဒေတာတွေပေါ်လာတယ်ပေါ့နော်ပြီးတော့အဲ့ဒီချိန်မှာဘွားကတော့အဲ့ဒီမှာအင်အားအကြီးဆုံးဖြစ်နေရှိခဲ့တယ် အဲသူ့ကိုလည်းဒီကုံသွယ်ခွင့်လုတ်ပိုင်ခွင့် voice server service စိုက်ပျိုးခွင့်စတဲ့ဟာတွေကိုအဲ့တော့ပေးခဲ့တာတော့အဲ့တော့အရန်ကိုတကူအာနာကြီးခဲ့တဲ့ထောင်လိုင်းမှုချုပ်လည်းဖြစ်တဲ့အတွင်းမှုတစ်ဖြစ်တဲ့ပူဇော်ကြီးခင်ညွန့်ဖြစ်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့တော့တောင်ပေါ်ကနေမြေပြန့်ကိုဆင်းလာတဲ့ဝါတွေကိုဟလာမြေပြန့်မှာရှိတဲ့မြန်မာပြည်သူပြည်သားတွေပထမဆုံးစပြီးတော့ထိတွေ့ခွင့်ရခဲ့တယ်တကူသူတို့လုပ်ငန်းလိုင်စင်ခွင့်တွေရှိတယ်နောက်ပိုင်းမှာငွေကြေးဖို့ ငွေကြေးခွာချတဲ့လုပ်ငန်းတွေမှာလည်းပါဝင်ပတ်သက်လာခဲ့တယ်။အဲ့ဒီကိစ္စတွေကိုအထူးသဖြင့်နိုင်ငံတကာမှာရှိတဲ့မီဒီယာတွေကအထူးရေးသားဖော်ပြခဲ့တာတွေ့ရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့တိရဝါပုံစံပြောင်းလာခဲ့တယ်။သူရဲ့ image လို့ခေါ်တဲ့ပုံရိပ်လည်းပြောင်းလာခဲ့တာကျွန်တော်တွေ့ရတယ်နော်။အဲ့တော့အရှိမောက်ဒေတာမှာဆိုရင်ဒီတရုတ်ပြည်နဲ့ထိစပ်နေတဲ့အရှိမောက်ဒေတာမှာဆိုရင်အဲပန်ဆန်းဒေတာမှာဆိုရင်ပေါ့နော်။ပြောကြမယ်ဆိုရင်ဒီဝါအင်အားကြီးဆုံးတဲ့နိုင်ငံတက်ကိုပိုင်ဆိုင်နေခဲ့တာတွေ့ရတယ်။ဖွံ့ဖြိုးနေဆက်နေဆက်ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်းသူက ကြီးကျယ်လုပ်ခဲ့တာကျွန်တော်တို့တွေ့ရတယ်။အလင်းပြည့်မြောက်ကိုပိုင်တဲ့အဆင့်ထိဟလာတကယ်အင်အားကြီးတက်ကိုသူတိဆောက်နိုင်ခဲ့တယ်။လန်ဒန်ဆဲဝန်တွေသူတိဆောက်နိုင်ခဲ့တယ်။စီးပွားရေးတွေသူပရိုတက်အောင်သူလုပ်နိုင်ခဲ့တယ်။ကျွဲဝချမ်းတောင်အောင်လုပ်နိုင်ခဲ့တယ်။ why image why image ကလုံခဲ့တဲ့နှစ်ပေါင်း20အတွင်းမှာအပြောင်းသွားတာကျွန်တော်တွေ့ရတယ်။ကျွန်တော်တို့ကိုယ်တိုင်2019ခုနှစ်မှာပန်ဆန်းဒေတာရောက်တဲ့အချိန်မှာဆိုရင်လည်းကျွန်တော်တရုတ်ပြည်မြို့တရုတ်မြို့တစ်ခုရောက်နေတယ်လို့ကျွန်တော်တို့ခန်းစားရတယ်။နေရာတိုင်းမှာတရုတ်စားတဲ့နဲ့စောက်ဝင်လမ်းစောက်လမ်းပန်းဆက်သွေးလေးတွေအကုန်လုံးပေါ့နော် ါတွေကိုကျွန်တော်တွေ့ရတယ်။နောက်ပြီးတော့ဒီတရုတ်နိုင်ငံကထုတ်တရုတ်နိုင်ငံကိုအဓိကမိခိုးရတာလည်းတွေ့ရတယ်။မီးယာအစားအင်တာနက်ကအစားအကုန်လုံးပေါ့နော်။ဆိုတော့အခုအချိန်မှာခုနကဖိအားပေးနေဆိုတာတရုတ်ကဒီမီးပလက်ကိုဖြုတ်လိုက်တာနဲ့သူအသက်ရှူလို့မရတော့ဘူး။ဆိုတော့သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေခုနသူ့ရဲ့ saving တွေအားအစားတရုတ်ပေါ်မှာမိပြီးလောက်ရတာဖြစ်တယ်။အခုဒီဒီ time မှာနေဆက်မှရှိတဲ့အဲ့ဒါထိုင်းမြန်မာနယ်စပ်မှရှိတဲ့ဒီဒီဒီတိုင်းနာအဖွဲ့အစည်းတွေဆိုလို့ပါပဲအကုန်လုံးထိုင်းနိုင်ငံကိုမိခိုးမိခိုးပြီး လောက်ရတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးကျွန်တော်တွေ့ရတယ်ဆိုတော့ပြောတာရှင်းသွားတော့ဖြတ်ပြောမယ်ဆိုရင်တော့ဒီຫນွေဥတော်လန်ရင်းမှာလဲဝါရဲ့အခန်းကဏ္ဍကြီးလာဝါရဲ့အခန်းကဏ္ဍပြောင်းလာတယ်ဝါရဲ့ပုံရိပ်ကလည်းပုံပြီးကြီးလာတာကိုကျွန်တော်တွေ့ရတယ်သူကိုယ်ရင်သူကိုယ်တိုင်ပါဝင်ပြီးတော့မပတ်သက်ခဲ့ပြင်မယ်ဒီ APNCC အဖွဲ့ထဲမှာ Northern Alliance အဖွဲ့ထဲမှာပေါ့နော်မြောက်ပိုင်းမာမေးအဖွဲ့ထဲမှာသူကအင်အားအကြီးဆုံးဖြစ်တယ်ဒါပေမဲ့ຫນွေဥတော်လန်မှာပါလာခဲ့တာတော့ခု KYA တို့ MNDAA တို့ TNL တို့က ချင်းနေပေါ်ပေါ်တရားဝင်ပါလာခဲ့တာကိုတွေ့ရတယ်။ဒါပေမဲ့နောက်ကွယ်မှာတော့ဝါရှိနေခဲ့တယ်ပေါ့။ So why see your landed there เนาะကျွန်တော်တို့သခိုင်းတိုင်းမှာရောကြားပြီးကင်းနေပြီနေမှာရောရှမ်းပြည်တဲမှာရောဟဲ့လားကင်းပြည်တဲအထိနောက်ရခိုင်ပြည်တဲအထိစိတ်ဝင်လာတော့ကျွန်တော်တွေ့ရတယ်။ဆိုတော့ဒါဒီအကုန်လုံးကကျွန်တော်တို့သိနေတယ်။ဒီအရေဘယ်ကလာတယ်ဆိုတော့စက်တက်ကလည်းသိတယ်လို့တယောက်ကလည်းသိတယ်လို့အားလုံးကသိနေကြတာဖြစ်ပါတယ်။ခုခုနပြောသွားတဲ့ကိုမေးသွားတဲ့မေးခွန်းလို့ပေါ့နော်။တယောက်ရဲ့ ဖီကအရင်ကြည့်တယ်။ဒါယာယီပြော်လည်းမဟုတ်ဘူးကျွန်တော်မြင်တာ။ तू तू တကယ်ကိုဖီကပေးနေတဲ့အကြောင်းဝါဒီအချက်သေးရနေထွက်ပေါက်ကိုရှာအောင်ရှာရမယ်။ဒါကြောင့်လည်း तू ဟာသူ့ရဲ့မဟာမိတ်တချို့ကိုခေါ်ပြီးတော့ခေါ်ပြီးတော့ဒီလိုပုံမလင်းပြောခဲ့တာ။ဘာကြောင့်လဲဆိုတော့တယောက်ရဲ့ဖီကအပြင်ဒီနေပြည်တော်ကလာတဲ့ဖီကကအလွန်ကြီးတာတွေ့ရတယ်။မကြသေးခင်ကပဲရှမ်းပြည်နယ်ဝင်းကြီးချုပ်နဲ့တူဒီတိုင်းမှုတွေတွားလဲခဲ့တာကဆရာမှုတွေတွားလဲခဲ့တာကိုတွေ့ရတယ်။ပန်ဆန်းဒေသမှာစကားတွေပြောခဲ့တယ်။ ောက်ပဲမှာတရုတ်ကအိမ်ကတရုတ်ကဖီအာပို့ပြီးတော့ကြီးလာတာတွေ့ရတယ်ပေါ့ဟုတ်ကဲ့ဒီတရုတ်ရဲ့ဖီအာထဲမှာလဲသူထည့်ပြောသွားတဲ့ထဲမှာပေါ့နော်ဒီဒူအိုခရာထည့်ပြောဟိုဒီကြောက်ကောအန်ထည့်ပြောသွားတဲ့ထဲမှာသူတို့ရဲ့ဒူစီဦးစီချုပ်အဖမ်းခံရတဲ့ကိစ္စကိုလည်းထည့်ပြောသွားကျွန်တော်တွေ့ရတယ်ဒူစီချုပ်ဒူစီဦးစီချုပ်ကတော့ပြီးတော့ပြီးခဲ့တဲ့2023ခုအောက်တိုဘာထဲမှာအဖမ်းခံရတာပေါ့လေ ပေါက်ကျွင်းဖုံးလို့ခေါ်တယ်အများစုကတော့သူ့ကိုရင်းချင်းနေနေအားချံလို့ခေါ်ကြတယ်အဲအားချံပေါက်ကျွင်းဖုံးရဲ့အကြောင်းကြတော့ကျွန်တော်တို့ကျွန်တော်တို့ blog ကြည့်တယ်ဟုတ်ကဲ့ဆိုတော့ तू ကတော့အဓိကကတော့ဒီလက်ရှိခေါင်းဆောင်ဖြစ်တဲ့ဒီပေါက်ယိုချမ်းကြီးပေါက်ယိုလျံရဲ့ตาပေါ့လေဒီလက်ရှိသူတို့ရဲ့ဒီ UWS ရဲ့အနာဂတ်ရဲ့ခေါင်းဆောင်ဆိုပြီးတော့သူတို့မျှော်မှန်းထားတယ်လူငယ်ပညာတတ်ဖြစ်တဲ့စီးရေးနိုင်ငံရေးဘက်မှာကိုအဓိကကိုနာဂတ်မှာအားကိုးလာရမယ်လက်ရှိလည်းအားကိုးနေရတဲ့သူပေါ့လေ သူ2020မှာသူဒီဒုစီစီချုပ်တာဝန်ပေးလိုက်တယ်ဒီ2023အောက်တိုဘာမှာကြတော့ဖန်ခံတာပေါ့အဓိကဒီမြောက်ပိုင်းမဟာမိတ်ဒီကြားထဲမှာတော့သူကလုံးဝကိုထင်ရှားတဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီတော်လန်ရေးအတွက်ကိုလုံးဝဒီဒီစစ်အာဏာရှင်ကိုတိုက်နေတဲ့တော်လန်ရေးအဖွဲ့အစည်းတွေကိုသူအားပေးရမယ်လူကူညီရမလဲဆိုတော့သူ့ရဲ့ပြူဟာလည်းအရန်ကိုကောင်းနေဆိုပြီးတော့ချီးမွမ်းနေရတယ်ခေါင်းဆောင်တယောက်ပဲလေဆိုတော့2029ပထမ line စစ်စင်ရေးပြီးမှဆိုရင်လည်းအလား MNDA ကောင်းဆောင်ကိုတရုတ်ကနေပြီးတော့ဖမ်းခဲ့တယ်ထိန်းသိမ်းခဲ့တယ်ဆိုတော့ရှိခဲ့တယ်လေဆိုတော့တရုတ်ကတော့အဲ့လိုမျိုးတွေကျွန်တော်တို့ဆက်လုပ်နေတာပါအခုလောဝါကောင်းဆောင်ဝါထဲမှာလာလာအကြီးဆုံးကောင်းဆောင်ကိုသူတို့ဖမ်းခဲ့တယ်အလားကချင်မှာလည်းအဲ့လိုအတန်းတွေထွက်ခဲ့မှုတွေဆိုတော့ဒါမျိုးတွေကိုသူဆက်ပြီးလုပ်နေတာပေါ့နော်ဆိုတော့အဲ့အဲ့ဒါတွေကတော့ဒီတိုက်ရိုက်မှုတွေအများကြီးရှိတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ဒီကောင်းဆောင်တွေကိုဖမ်းတယ်သူနဲ့ပတ်သက်တဲ့ဆွေမျိုးတွေရဲ့ပိုင်ဆိုင်မှုတွေသူတို့တွေရဲ့ပိုင်ဆိုင်မှုတွေကို ဒီချိတ်ပိတ်တာတို့ထိမ့်ချုပ်တာတို့လှုပ်လိုက်တာပေါ့လေ PRP ဆိုတော့ဝါခေါင်းဆောင်တွေရောဝါစီးပွားရေးသမားတွေအကုန်လုံးသူရဲ့ saving တွေသူရဲ့ညီနီးမြုံနှံမှုတွေအကုန်လုံးလာတရုတ်ဘဏ်တွေမှာရှိရကြောက်ဒါတွေကို trace လုပ်ပြီးတော့ဟလာတရုတ်ကချိတ်ပိတ်တာတွေဖမ်းဆီးတာတွေလှုပ်တာပေါ့ဒါ PR အတော်ကြည့်ရလို့ပြောလို့ရပါတယ်ဟုတ်ကဲ့ဆိုတော့ဒီဝါကလာသူဖြင့်သူခေါ်တွေ့တဲ့ထဲမှာ TNL ရယ်လာ MNDA ရယ် SSBP ရယ်ဆိုပေမဲ့တကယ်ရွေးထုတ်ပြီးကြည့်ရမှာတော့ TNL နဲ့ MND ကိုကံအဖွဲ့ပေါ့နော်ဒီ၃ဘွဲ့ပေါ့နော်ဒီဆိုတော့ဒီ၃ဘွဲ့တည်းဒီနှစ်ဘွဲ့ကိုရွေးထုတ်ကြည့်ရမှာပေါ့အားကြောင့်လဲဆိုတော့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာအဓိကဆစ်စင်ရေးတွေကိုလှုပ်ခဲတဲ့အဖွဲ့တွေတည်းကနှစ်ဘွဲ့ဖြစ်လို့ပေါ့နော်ဆိုတော့အခုကဝါကသူ့ဆေးလက်နက်ခဲရမ်းနဲ့ဒီငွေကြေးနောက်ဆေးလှုပ်ရှားမှုတွေအခြေအနေဖျက်တောက်လိုက်ပြီဆိုတော့သူတို့ရဲ့ဒီဆေးရဆွမ်းရင်နဲ့ရေရှည်ရက်တိမှုကိုဘလို့ဘလောက်တိုင်းတာထိထိခိုက်သွားစေနိုင်တယ်လဲပေါ့နော်ဒီသူတို့အတွက်ဒီတခြား ဒီ world မဟုတ်တဲ့အခြားထောက်ပံ့ရေးလမ်းကြောင်းတွေရှိလာနိုင်သလားပေါ့ခုနဆွေးနွေးပွဲမှာဒီသူတို့ခေါ်သွေးတဲ့ဆွေးနွေးပွဲမှာတော့ညီနောင်မဟာမိတ်ကတော့ဒီနားလေလက်ခံတယ်လို့တုံ့ပြန်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီဆုံးဖြတ်ချက်ကဒီဝနဲ့ဒီမြောက်ပိုင်းမဟာမိတ်တက်တည်ကြရမှာဟလာယုံကြည်မှုနဲ့မဟာမိတ်ဆက်ဆံရေးပေါ့ဒီတက်ရောက်မှုတွေရှိလာနိုင်လားအများကြီးရှိနေတာပေါ့အများကြီးရှိနေတာပေါ့ကျွန်တော်တို့ဒီຫນွေဥဒေါ်လာကြီးမှာမြန်မာပြည်သူတွေ မြေပြန့်ကဗမာတွေအဖိနှိတ်ခံရတဲ့သူတွေစစ်တပ်အာဏာသိမ်းတာကိုမကျေနပ်တဲ့လူလူတွေကလူလူကြီးကနေပြီးတော့ဒီ EOER ပေါ်မှာထားတဲ့အမြင်တွေအများကြီးပြောင်းသွားတာတွေ့ရတယ်။အဲ့ဒီမှာ WAR လည်းပါတယ် MNDA လည်းပါတယ် KNA လည်းပါတယ် TNL လည်း TNL လည်းပါတယ်နော်ဆိုတော့ဒီ2029စစ်စင်ရေးပထမအချိန်ကစပြီးတော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုကျွန်တော်တို့ဆွေးနွေးပွဲတွေပဲကြည့်ကြည့်ဒီဘက်က media report တွေကိုပဲကြည့်ကြည့် ပြည်သူလူထုဘက်ကနေပြီးအများစုကနေဒီလူတွေပေါ်မြင်တဲ့အမြင်တွေ positive ဖြစ်တဲ့အမြင်တွေဟလာသူတို့ပို ထောက်ခံတဲ့ဟာတွေကျွန်တော်တို့စပြီးကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့တော့အံ့ဩယူရတယ်တွေ့တွေ့ရတယ်ပေါ့နော် EO ER ပုံမှာထားတဲ့အမြင်တွေပေါ့သူတို့က hero တွေဖြစ်သွားတယ်အဲ့တော့ကိုကျော်ကခုနပြောသွားတဲ့ TNL နဲ့ MND ဆိုရင်တကယ်ကိုဟလာမြန်မာပြည်သူတွေကျမ်းမှာရေပန်းစားတဲ့ EO ER တွေပေါ့နော်အဲ့ဒီမှာစစ်တပ်ကအကြမ်းဖက်လက်နက်ကန်တပ်ဖြစ်သွားပြီးတော့ ီ EOER ကမြန်မာပြည်သူတွေရဲ့အသေးစွဲတွေဖြစ်နေတာကျွန်တော်တို့ရေဖြစ်လာ။ရေတွေဖြစ်လာတာကျွန်တော်တွေ့ရတယ်ဆိုတော့ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါပေမဲ့အဲ့နောက်ွယ်မှာဟဲ့လား။တောင်ပေါ်မှာထိုင်ပြီးတော့ဒီအရေအော်လို့လက်နဲ့ထောက်ပံ့နေတာအကူအညီတွေပေးနေတာမတူလဲဆိုတဲ့မျိုးအဲ့ဒါအဖြစ်ရောတရုတ်ကနေပြည်တော်ကဗိုလ်ချုပ်တရုတ်သိတယ်ထင်ပါတယ်အဲ့ဆိုနောက်ပြီးနောက်တစ်ခုကတော့ဒီ NUG PDF ကိစ္စပေါ့ဒီပန်ဆန်းမှာပဲဟဲ့လား ဆူယုံနေတဲ့ကိစ္စတွေ၊ CEO တွေလုံနေတဲ့ကိစ္စတွေ၊အဲဒီခီးကြီးတွေဂဒီဂဒီထွက်နေတဲ့ကိစ္စတွေ။အဲဒီမှာ NUG ယုံကိုဟလာတရားဝင်ရောတရားဝင်ရောဖွင့်ဝင်ပေးထားတဲ့ကိစ္စတွေပေါ့နော်။ဒါတွေအကုန်လုံးကလည်းတရုတ်အတွက်ရောအာပြီးတော့ဒီဒီနေပြည်တော်အတွက်ရောဒါမျက်စိစပုံမေးစုစရာအဖြစ်ဆုံးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဝါဒီထဲမှာဒီအခုဖြစ်ခဲ့တဲ့1027 part 1မှာ part 2မှာမပါတော့လဲပဲ။အတွေ့အလက်တွေကိုမြင်နေရတယ်ဆိုပါတော့။အဲ့ဒါမှတရုတ်ဘက်ကလည်းစိုးရင်စရာကပါလဲဆိုတော့ ် NUG တို့ PDF ဆိုတာသူတို့မြင်တာကသူတို့နဲ့မတူတဲ့တန်ဖိုးတွေ value တွေရှိတဲ့သူတွေအဲ့အနောက်နဲ့ပို့ပြီးတော့အနောက်ကိုလိုလားတဲ့သူတွေအနောက်နဲ့ပို့နှိစက်တဲ့သူတွေအဲ့ဒီ influence တွေအဲ့ဒီ oars အနာလွှမ်းမိုးတဲ့သူတွေကိုသူ့ရဲ့နောက်ဘေးဆက်မှာသူ့ရဲ့ချန်စီယိုနဲ့မှာ လာကတ်တာကိုတိောက်ကြတာလုံးဝမကြဘူး ဒီပြဿနာတွေရဲ့နောက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဗာတရုတ်ရဲ့ PR ပေးနေတဲ့အဓိကအကြောင်းရင်းသူ့ရဲ့ခန်းကန်တာနဲ့သူကြီးမှန်းချက်ပေါ့နော်ဆိုတော့အဲ့မှာတရုတ်ကနေပြီးတော့ဂျာဝင်ပြီးတော့ဒီ PR ပေးနေတဲ့ကိစ္စပေါ့အဲ့ဒါကသူတို့ထက်ချေတလဲလဲပြောနေတာကတော့ဗာလဲဆိုတော့ Nezet Data တည်ငြိမ်ရေးပေါ့ဆိုတော့တကယ်အခုဖြစ်လုပ်နေတဲ့ကိစ္စ Nezet တည်ငြိမ်ရေး Data တည်ငြိမ်ရေးတက်တက်အတွက်ပဲလားဒါမှမဟုတ်သူပြောပြောနေသူ PR ပေးတဲ့အချိန်မှာပါပါတယ်အဲ့ဒါတော့ NUG နဲ့အနောက်အုပ်စုတွေရဲ့ဟလာဒီဟိုဩဇာဝင်မလာအောင်ဆိုတော့ဒီဂျူအာမြောက်တားဆီးဖို့ရွေချက်လားဒါမှမဟုတ်ရင်တော့သူ့ရဲ့ဒီအန်တီမယီမန်ချက်ကရွေချက်ကဘာလဲပေါ့နော်ဆိုတော့ဒီပေါ်မှာရောဘလို့တုံ့သက်မိလို့ပေါ့နှစ်ခုလုံးထင်ပါတယ်ဆိုတော့ဟိုဒီဆိုတော့ဒီတရုတ်ကမြန်မာစစ်တပ်ကိုဗိုလ်ပြုစဉ်းစားတယ်မြန်မာစစ်တပ်ပြိုသွားမှာမလို့လားဘူး မြန်မာဆွတ်တက်ပြိုသွားရင်တိုင်းပြည်ကဆက်စိတ်မောဖြစ်သွားမယ်ဆိုတော့ချက်ပေါ်မှာတည်ပြီးစဉ်းစားတယ်ကျွန်တော်တို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခဏခဏဆွေးနွေးခဲ့ပူပါတယ်အရင်တော့ editorial talk တင်ပါလေအဲ့မနေပြီးတော့ပို့ပြီးစဉ်းစားတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကပြောခဲ့သလိုပဲတရုတ်ကသူ့ရဲ့အကျိုးစီးပွားကိုပဲထည့်ပြီးတော့အဓိကထားပြီးစဉ်းစားတာဖြစ်တယ်အဲ့ဒီမှာနေဆက်တည်ငြိမ်ရေးဆိုတဲ့ကိစ္စပါအဲ့ဒီမှာ scam online ကိစ္စတွေပါတယ် criminal ဖြစ်တဲ့ဒီ mafia တွေလှုပ်ရှား mafia တွေတက်ကြွလှုပ်ရှားနေတဲ့ကိစ္စတွေပါတယ် နော်နောက်ပြီးတော့စစ်ပွဲတွေဖြစ်နေတာကသူ့နေဆံမှာမဖြစ်စေချင်အဓိကအချက်ကသုံးချက်ပဲအဲ့ဒီအချက်ကဘယ်မှာသွားတွေ့ရလဲဆိုတော့မကြာသေးခင်ယူနန်မှာလုတ်ခဲ့တဲ့နိုင်ငံခြားဝန်ကြီးဦးတန်းဆွေနဲ့တရုတ်နိုင်ငံခြားဝန်ကြီးဝမ်ကြီးတို့ရဲ့နှစ်ယောက်တွေ့ဆုံဆွေးနွေးပွဲတွေမှာဆိုအဲ့အချက်လက်တွေကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်အဓိကဝန်ကြီးနိုင်ငံခြားဝန်ကြီးဝမ်ကြီးပြောတဲ့အဓိကအချက်ကနေဆက်တည်ငြိမ်ရေးနဲ့တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ဟာတွေ ကိုကောက်ဝဲစောင်းချောက်ရေးကိစ္စတွေနောက်တရုတ်နိုင်ငံသားတွေလုံခြုံရေးအဲ့ဒါအချက်၃ချက်ကအဲ့ဒါအဓိကအချက်ပဲအဲ့ဒီအချက်ပေါ်မှာမူတည်ပြီးကျွန်တော်တို့တရုတ်ရဲ့ခြေလှမ်းကိုကြည့်ရတယ်တရုတ်ရဲ့ဆိုတော့တရုတ်ရဲ့ policy ကိုကျွန်တော်တို့ကြည့်ရမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့ဒါအဓိကပဲလို့ကျွန်တော်ထင်ပါတယ်ဒါဒါတွေကသူ့ရဲ့ policy ကို shape လုပ်ပေးတာပေါ့နော်ဆိုတော့တကယ်လို့ကျွန်တော်တို့အဲ့ပြီးတဲ့တစ်ခါဆွေးနွေးခဲ့တယ်ပဲ election ဆိုရွေးကောက်ပွဲကိစ္စတော့မှကျွန်တော်ထင်တယ်ဒါအဓိကသူ့ရဲ့ဒုတိယဒန်းအနေထားမှာပဲရှိတယ် election ပြီးသွားလို့ရွေးကောက်ပွဲပြီးသွားလို့မြန်မာပြည်ကမတိမငိမ့်ဆက်ပြီးဖြစ်နေ ਉ မယ်ဆို သူစစ်တပ်ကိုဘက်ကင်ပေးတာကထောက်ခံတာတပိုင်းဒါပေမဲ့သူအဓိကလုံမှာတော့နေဆက်တည်ငြိမ်ရေးနဲ့သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကာကွယ်မှုရှိရေးဆိုတာအဓိကအချက်ပဲလို့ကျွန်တော်လည်းပဲသုံးတယ်ဒါကတော့သူ့ရဲ့အန်တီမာယူနိုက်တက်ရဲ့အချက်ပဲလို့ကျွန်တော်ထင်ပါဒါကြောင့်သူဒီခုလာတဲ့ဘဝပေါ်မှာထားတဲ့ PR pressure အရင်ကြီးအောင်ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဆိုတော့အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတဲ့အခြေအနေဒီပေါ်မှာတော့အလုံးအစိုးရနေကြတာပေါ့နော်ဟာဟိုဒီလို diet PR ပေးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆိုတော့ဒီဒီဝါအနေနဲ့ဒီညီနောင်မာမိတ်တွေကိုဒီလက်နက်ခေယံထောက်ပံ့မှုတွေရက်လိုက်တယ်ဆိုတဲ့ကိစ္စတစ်ဖက်မှာစစ်ကောင်စီအတွက်ဘလောက်ထိ အာသာမှုရှိသွားစေနိုင်တယ်လဲပေါ့နော်စီရေးရရောဟလာဒီနိုင်ငံရေးရောဘလို့အသာစီးရသွားမလဲဆိုတော့မိခွန်းတွေထွက်လာတာပေါ့နော်ဒါဒါအပြင်ဒီရှမ်းပြည်နယ်မြောက်ပိုင်းရဲ့စစ်ရေးမြေပြင်အခြေအနေတွေကဘလောက်ထိအေးဆက်သွားမလဲအေးဆက်သွားတာနဲ့များဒီမှာရှိတဲ့တက်တွေက ြည်မနဲ့တခြားနေရာတွေကိုဘလောက်ထိဟိုဖြန့်ကျက်တိုက်ခိုက်ခွင့်ရသွားမလဲဆိုတော့ဒီတုံးသက်ချက်တွေအမြင်နေရလဲအများကြီးရှိလာပါဘောနော်။တရားနဲ့ပတ်သက်ပြီးတော့ဒီဝါရဲ့ဒီဆုံးဖြတ်ချက်ကဝါ့ကိုအားလုံးက Big Brother အကိုကြီးအနေနဲ့ဒီဟိုဆက်ဆံနေကြရတာဖြစ်တယ်ဆိုတော့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ရောအခုလို့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဝါရဲ့ပုံရိပ်ပေါ့နော်။ ਨੇ ဘလောက်ထိခဲ့မလဲ။နောက်ပြီးတော့သူနဲ့ဆက်ဆံရေးတွေမာရော ထိခိုက်မှုတွေရှိလာနိုင်သလားပေါ့နော်တရုတ်အားထားတရားအထုတ်ဆိုပြီးစစ်ကောင်စီကိုပြောတယ်မြန်မာစစ်တပ်ကိုပြောခဲ့တာရှိတယ်။လောင်ပြောင်ခဲ့တာရှိတယ်။ဒီလိုပဲတရုတ်နယ်စပ်ကဟဲ့လား EO ERO တွေလည်းတရားအထုတ်ရတာပဲတရုတ်အားထားတာဒါပေမဲ့သူတို့အတိဆုံးလို့ကျွန်တော်ထင်တယ်သူတို့ရင်ထဲအသေးထဲမှာဒီတရုတ်ကိုသူတို့ဘယ်လောက်ထိအသိခံပြီးပေါင်းနေရတယ်ဆိုတာဟဲ့လား သူတို့စိတ်ဆဲထဲမှာတယုတ်ဆန့်ကျင်စိတ်တည်းတွေအပြည့်နဲ့သူတို့နေနေကြရတာပဲဆိုတော့သူတို့အတိဆုံးလို့ကျွန်တော်ထင်ဒီအကိုကြီးကိုသူတို့ဘယ်လောက်ပုံနေလဲသူတို့သိပြီးသားပါနီးဆုံးလက်တီပုံထိုးခံရတာကြိတ်ပုံထိုးခံရတာသူတို့ပဲသူတို့ခံစားချက်သူတို့ပိုသိတာဟုတ်ပါတချို့ကလည်းဒါကြောင့်ပြောတာတယုတ်ကိုအမုံဆုံးကဗမာတွေလားမဟုတ်ဘူးအဓိကတော့တယုတ်ကိုအနီးကပ်ဆုံးလက်တီပုံထိုးခံနေရတဲ့ဝါရကူကန်တို့ကပို့ပြီးတော့တယုတ်ကိုမုံနေဆိုပြီးပြောနေကြတာပေါ့ခုနကကျွန်တော်ပြောခဲ့ FNCC အခုတော့မှ FNCC ကတကယ် active ဖြစ်သလားမဖြစ်သလားကျွန်တော်တို့မသိကြဘူးဒါပေမဲ့ Northern Alliance ပေါ့နော်သူကျွန်တော်တို့ဒီအဖွဲ့သားကျွန်တော်ရှိခဲ့အဲ့တည်းမှာတော့ဘဝအပြင်နောက်တစ်ခု powerful ဖြစ်တဲ့အဖွဲ့တစ်ခုတော့ ANA ပေါ့နော်ဆိုတော့ဒါဒီသူတို့တွေရဲ့ပေါင်းစည်းမှုကသူတို့တွေရဲ့ coordination တွေဒီကဘယ်လိုရှိတယ်လဲဒီຫນွေဥတော်လိုင်းရတယ်သူတို့ရဲ့ဒီ alliance တွေသူတို့ရဲ့မာမေဖြစ်တည်မှုတွေသူတို့ရဲ့ဆက်ဆံရေးတို့အများကြီး shape လုပ်သွားတယ်လို့ကျွန်တော်တို့လည်းသုံးသပ်တယ်ပေါ့နော်ဒါအပြင်ဒီ NEZ တွေရဲ့ဒီ neighboring diplomacy လို့ပဲခေါ်မှာနေဆက်တွေနဲ့နေဆက်နိုင်ငံတွေနဲ့နေဆက်နိုင်ငံတွေနဲ့ဆက်ဆံ diplomacy ပေါ့ဒါတွေအကုန်လုံးကလည်းဒီကချင်မှာရောဟလာဒီဘက်မှာရှိတဲ့ KNU မှာရောထိုင်းနဲ့ဆိုရင်ပေါ့နော်ဥပမာရှိတဲ့ WA တို့ NDA တို့ MNDA တို့အားလုံးက TNL တို့ဒါတွေအကုန်လုံးပေါ့နော်ဒါဒီတရုတ်နဲ့ဆက်ဆံရေးတွေကလည်းပြောင်းလာတာကိုကျွန်တော်တွေ့ရတယ်လေဒါအပြင်ဒီနေဆက်ချင်းထိဆက်မှုမရှိတဲ့ AA တော်မှဟလာဒီထက်မှာ ရိုက်ခတ်မှုတချို့ရှိတာကျွန်တော်တို့တွေ့ရတယ်ဟုတ်တယ်မလားဆိုတော့ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့ယင်းနှိမ့်နှံမှုတွေအမှအရန်ကြီးတာ哦အနာဂတ်ကိုမှန်းကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့တိုက်ပွဲတွေငြိမ်သွားတာကျွန်တော်တို့တွေ့ရတယ်ဟုတ်လားပြီးတော့စစ်တပ်ကပြန်ပြီးတော့ဥထောင်လာတာကျွန်တော်တို့တွေ့ရတယ်အာတရုတ်ကကြားကန်မှုကလည်းအရန်ကြီးတာကျွန်တော်တို့တွေ့ရတယ်ဒီ election မတိုင်ခင်တဲ့ election ပြီးမှ dynamic ပြောင်းသွားနိုင်တယ်ပေါ့ဘာကြောင့်လဲဆိုတော့ဝင်ကြီးဝန်ကြီးပြောသွားတဲ့အထက်မှာ reconciliation ဆိုတဲ့လုံးလုံးပါ เนาะအဲ inclusive ဖြစ်ရမယ်ဆိုကလုံးလေးပါအဲ့ဒါတွေကအဲ့ဒါတွေကဗမာနိုင်ငံရေးပါတီတို့ပြောတာမဟုတ်ဘဲနဲ့ရှိနေပြီးသားဖြစ်တဲ့ EO ERO တွေနဲ့ဒီစစ်တပ်အကြမ်းပါရှိမဲ့အရင်တော့ရှိခဲ့ဘူးတဲ့ဒီ ceasefire နဲ့ပတ်သက် dialogue တွေ political framework တွေကိုပြန်ပြီးတော့တွန်းညင်တဲ့ပုံစံမျိုးလို့ကျွန်တော်တို့အဲ့လိုပဲထင်တယ်။အဲ့ဒါတွေကကျွန်တော်တို့ ਨੇ election post election ကာလမှာကျွန်တော်ပုံပြီးတွေ့ရမှာထင်တယ် ဒါပေမဲ့လောလောဆယ်ကျွန်တော်ခုဒီနေ့ဒီနေ့ edit ကိုထောက်မှာပြောချင်တာပါလဲဆိုတော့ကျွန်တော်နေပေါင်း40တော့ဝါပြန်ကြည့်မယ်ဆိုရင်ဝါနယ်လေးနဲ့အဲ့ဝါရဲ့တချမ်းကနယ်ဆက်ကတရုတ်ဖြူကြည့်မယ်ဆိုအလုံးကိုစင်းရဲနွမ်းပါတဲ့မြို့လေးတွေနယ်လေးတွေပဲအဆင်မဲ့သူတို့ရှိခဲ့တယ်။ဒါပေမဲ့1989 90တရုတ်ပြည်မှာတကားဖွင့်တကားဖွင့်ဝါတော့စပြီးကျင့်သုံးတဲ့အချိန်ကစပြီး အဲ့နိုင်ငံအဲ့နေဆက်တီဒေတာတွေတုတ်တက်မှုလေတဟုန်လို့ကျွန်တော်နေပေါင်း10နှစ်15နှစ်အရင်ကြီးထွားလာတာကိုကျွန်တော်တွေ့ရရင်တော့တဲကုန်ရွာလေးတွေကကျွန်တော်ဒီတွားလေတဲ့အခါမှာဒီကေကိုတိုးတက်တဲ့အပြောင်းလဲနေတယ်ဟဲ့လားမြို့ကြီးတွေဖြစ်နေတာကိုကျွန်တော်တွေ့ရစီးပွားရေးရအောင်ပေါ့နော်စီးပွားရေးရအောင်ဒါမျိုးဝါဆိုရင်လည်းစီးပွားရေးရအောင်နိုင်ငံရေးရအောင်သူ့ရဲ့အမျိုးသားရေးစိတ်ကစားပြောင်းလာတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်ကဘာကိုတွားပြီးအဓိကပို့ပြီးစိတ်ဝင်စားလဲဆိုတော့ဝါ တရုတ်ရဲ့ satellite state ဖြစ်တယ်တရုတ်ရဲ့ကိုပွားဖြစ်တယ် protectorate ဖြစ်တယ်ဆိုတာမျိုးတွေကျွန်တော်တို့ media တွေအများအားပြောလဲရှိတယ်နော်သူ proxy state ဆိုပြောတာထီအောင်ရှိတယ်ဒါပေမဲ့ဝါပန်ဆန်းကိုသွားမယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံတို့အနောင်ထောင်ထားတာအများအားတွေ့ရပါတယ်ဒါပေမဲ့ဒီနေ့တရုတ်ကပေးတဲ့ဒဏ်ကိုတရုတ်ကပေးတဲ့တရုတ်ကပေးတဲ့ဖီအားအခြေချက်ခံနေရတော့ဝါသူ့ရဲ့အသက်ရှူပေါက်သူ့ရဲ့ထွက်ပေါက်ကိုသူကရှာနေတဲ့အချိန်လို့ကျွန်တော်တို့မြင်တယ်အဲ့ဒါအရေးကြီးတယ်လို့ကျွန်တော်ထင်တယ်ထိုင်းနယ်စပ်မှာရှိတဲ့ EO ERR အကုန်လုံးကထိုင်းပေါ်မှာမိတီသွားတာပဲထိုင်းကသူတို့ခုနလိုမျိုး pressure ပေးမယ်ဆိုသူတို့လည်းတခြားထွက်ပေါက်တစ်ခုရှာမှာပဲအဲ့လိုမျိုးပဲဝါကလည်းဒီနေ့မှာတရုတ်နယ်ရောထိုင်းနယ်ရောသူကထိစပ်မှုရှိနေတဲ့အတွက်ကြောင့်သူကထိုင်းကိုအရင်ကလည်းရန်သူဖြစ်မတတ်မှတ်ပါဘူးဆိုတော့ဝါတွေအများနဲ့ပြောခဲ့ဦးတယ်2001 2001မှာတော့တိုက်ပွဲတွေဖြစ်ခဲ့တာတော့ရှိခဲ့တာတာတာကတော့ရှိခဲ့ဒါပေမဲ့ကျွန်တော်မြင်တာကမြောက်ပိုင်းမှာရှိတဲ့ဝါကောင်းဆောင်တွေက အခုချိန်မှာတို့ရဲ့ alternative လို့ခေါ်တဲ့တခြားလမ်းစာတစ်ခုကိုတို့ရှာဆရှာနေတဲ့အချိန်လို့ကျွန်တော်ကထင်တယ်။အဲ့ဒါဘူအရေးကြီးလို့ကျွန်တော်တော့ထင်တယ်။တရုတ်ကိုတို့တရုတ်ကိုအကုန်လုံးပုံထားလို့မရတော့တို့မြင်သွားပြီ။ဒီလိုပဲအဲ့လို pressure ကိုခံနေရတာကချင်။နော်ကချင်ဆိုရင်လည်းသူ့မှာကတရုတ်နဲ့ deal လုပ်တဲ့အခါမှာအဲ့လို pressure မျိုးတွေသူခံရတယ်။ဒါပေမဲ့ तू ကဒိမ်မပန်းနှမှုတွေရှိနေတဲ့အခါမှာ तू က negotiate လုပ်တဲ့အခါမှာ तू ရဲ့ leverage political leverage မှာ ရှိတယ်။ငါ rare earth လို့ဟာမျိုးပြောတာ။မြေချာကိစ္စတွေရှိတယ်။ဒါပေမဲ့အနည်းနဲ့မြန်ကချင်းလဲတရုတ်ကပြရအောင်အကြီးကျယ်ခံရမှာ။အဲ့တော့သူကတော့ဘာလို့ရှာရလဲဆိုသူရဲ့နည်းနည်းမြင်းထိစက်နေတဲ့အိန္ဒိယအောင်ထပ်ပေါက်ဖြစ်သွားရှာရတာ။ဒီလိုပဲကျွန်တော်မြင်တာဝါလေဒီတရုတ်ကပြအောင်အကြီးကျယ်ခံနေရတဲ့အကြီးကျယ်ခံနေရတဲ့ကာလမှာသူကထပ်ပေါက်ကတော့ကျွန်တော်ထင်တယ်။သူ alternative ဖြစ်တဲ့ report ခုနေနေ time back ကိုအားဆိုင်ပြီးကြည်လာမယ်လို့ကျွန်တော်ထင်တယ်။ဒါတော့ကျွန်တော်နောင်လာမယ့် တစ်နှစ်လောက်နှစ်နှစ်လောက်တည်းမှာတွေ့ရမယ်။ engine နဲ့ပတ်သက်တဲ့ EROE EROE ရဲ့ဆက်ဆံရေးပုံစံတိ new dynamic တို့ကျွန်တော်အဲ့လိုပဲတုံ့ပြန်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်။